ဘုရားလက်ထက်တုန်းကဟတ္တကလို့ခေါ်တဲ့ယဟန်တပါရှိတယ်အဲ့ဒီယဟန်ကမြတ်စွာဘုရားတတ်တော်ထင်ကြားရှိစီမှာပဲယဟန်ဝင်လာတဲ့ပုဂ္ဂိုလ်ပဲဘုရားရှင်လို့သူတော်ကောင်းကြီးထင်ကြားရှိပါရဲ့သားနဲ့အကျင့်မကောင်းဘလို့အကျင့်မကောင်းလဲဆိုတော့သူကဘာသာကြားတွေနဲ့ မြဲတမ်းစိန်ခေါ်လေးရှိတယ်ဘာသာကြားတွေကိုဘာစိန်ခေါ်တယ်လဲဆိုတော့အဲ့ကောင်လေးမင်းတို့တတိရှင်လာခဲ့မင်းတို့နဲ့ငါနဲ့ဒီဘိတ်လုံးမယ်ပေါ့ဝါဒဆွေးနွေးမယ်ဝါဒပြိုင်မယ်စိန်ခေါ်တယ်ဘယ်နေရာကိုလာခဲ့ဘယ်အချိန်လာခဲ့အဲ့လိုမျိုးပေါ့နေရာနဲ့အချိန်ကိုသူပြောလိုက်တယ် ဒါပေမဲ့ तू ကလူလေကြတယ်တတ်မှတ်ထားတဲ့အချိန်တည်းစောစောသွားတယ်ဥပမာမနေ့9နာရီလောက်ချိန်ထားတယ်ဆိုရင် तू က10နာရီလောက်အရောက်သွားပြီးတော့လူတွေကိုပြောတယ်တွေ့တယ်မလားတဲ့ဟိုကောင်နေမလာဘူးတဲ့ချိန်ထားတာက9နာရီလေ तू ကစောစောသွားတာကိုအဲ့တော့ဟိုကတိတ်တိတ်တွေကမရောက်သေးဘူးပေါ့ အဲ့တော့တိတ်တိတ်တွေမရောက်သေးတာကိုအကြောင်းပြုပြီးတော့တွေ့တယ်မလားတဲ့အဲ့ကောင်တွေငါကြောက်တော့မလာဘူးတဲ့အဲ့တော့ဒီကောင်တွေမလာတော့ငါနိုင်တာပေါ့တဲ့ဘာမှလည်းအခြေအတင်ဆွေးနွေးပြောဆိုခြင်းလည်းမလုပ်ရသေးပဲနဲ့ကိုကစောစောသွားပြီးတော့သူတို့မလာလို့ငါနိုင်ပါတယ်ဆိုပြီးတော့တလွဲတွေလျှောက်လုတာတနည်းအားဖြင့်ပြောမယ်ဆိုတော့လိန်တာတစ်မျိုးပဲလေအဲ့တော့သူတို့အထက်စောစောသွားပြီးတော့သူတို့မလာဘူးငါနိုင်တယ်ဆိုပြီးလုတ်ရော် အဲ့ဒီလိုမျိုးသူကခဏခဏချိန်ပွဲတွေလုပ်တယ်ပြင်ကိုကဥအောင်သွားတယ်ပြင်ကိုနိုင်တယ်လုပ်ပြန်ရောတခါမှထိတ်တိုက်တွေ့တာလည်းမဟုတ်ပဲနဲ့နော်အဲ့ဒီလိုမျိုးလုပ်နေတော့အဲ့ဒီတည်ငါဘုရားစီရောက်တော့တာပဲပေါ့အဲ့ဒီတည်ငါဘုရားစီရောက်တော့တာပဲအဲ့တော့မြတ်စွာဘုရားကမင်းတိဋ္ဌိတွေနဲ့အဲ့လိုမကြာခဏချိန်ပြီးတော့ ကိုကဥအောင်သွားပြီးတော့သူတို့မလာပါဘူးဆိုပြီးတော့အနိုင်ရပြီဆိုပြောတယ်ဆိုအဲ့တော့ရှေးခေတ်ကယဟန်တော်တွေကအမှန်တိုင်းပြောလို့ရှိပါတယ်နော်အဲ့တော့တင်မာတပည့်တော်အဲ့လိုပြောပါတယ်လုပ်ပါတယ်အေးမင်းယဟန်ဖြစ်ပြီးတော့ကွာမြတ်စွာဘုရားကယဟန်ဖြစ်ပြီးတော့ဒီလိုမျိုးမကောင်းတဲ့အကျင့်တွေလုပ်ရသလားယဟန်ဆိုတာလိမ်မပြောရဘူးမြတ်စွာဘုရားကဆုံးပါတာ ။နော်အဲ့ဒီယဟန်ကိုအကြောင်းပြပြီးတော့မြတ်စွာဘုရားကဒီယဟန်ဟူသည်ဆိုတာမြတ်စွာဘုရားပြောနေတယ်။ခေါင်းတုံယုံနဲ့ယဟန်မဖြစ်နိုင်ဘူး။တိလအကျင့်ဒုတင်ကျင့်တွေကင်းနေယဟန်မဟုတ်နိုင်ဘူး။အလိညာမူတာစကားတွေပြောနေယဟန်မဟုတ်နိုင်ဘူး။မရသေးတဲ့အာယုံတွေကိုလိုချင်နေမှုမျောနေနေမှုရပိတာအာယုံတွေပေါ်မှာတာယာတတ်မှတ်နေမယ်ဆိုရင်လေတမနောကိံဘဝိတ္တိဘလို့လို့ဘုန်းကြီးဖြစ်မှာလဲဘလို့လို့ယဟန်ဖြစ်မှာလဲ အဲ့တော့တပည့်တော်တို့မြတ်စွာဘုရားအလိုကြမြတ်စွာဘုရားစိတ်ကိုနှစ်သက်စေလိုတဲ့ယဟန်သည်တိလအကျင့်ဒုတင်ကျင့်ဝိပဿနာကျင့်တွေကျင့်ကြမှာဖြစ်တယ်နော်ဒုတင်တွေကိုလည်းမိမိတို့ကျမ်းမာရေးအားလျော်စွာနိုင်တဲ့လောက်ကျင့်ဝိနည်းတိလတွေကျတော့နိုင်တဲ့လောက်မဟုတ်ဘူးကျင့်ကိုကျင့်ရမှာဝိနည်းမာကနိုင်တဲ့လောက်ဆိုတာမရှိဘူးနိုင်နိုင်မနိုင်နိုင်ကျင့်ရမှာပဲနော်နိုင်နိုင်မနိုင်နိုင်ကျင့်ရမှာပဲဝိနည်းရတော့ဒုတင်ဆိုတာကတော့နော် ကိုမနိုင်မကျင်မဲ့နေလို့ရတယ်ကျမ်းမာရေးအရာအစင်ပြေမကျင်မဲ့နေလို့ရတယ်ဝိနည်းမှာမရဘူးကျင့်ချင်ချင်းမကျင့်ချင်ချင်းနိုင်နိုင်မနိုင်နိုင်ဝိနည်းရတော့ကျင့်ရမှာပဲပေါ့